။အမောင်းလင်းကန်သွင်းပေးလိုက်တဲ့ဂိုးက United ရဲ့အရှိုက်တစ်တွေကိုလာမှန်နေ။ပရိသတ်များလုံးပဲမိန်လာများ Manchester Force ကနေပြန်လဲကြိုးလိုက်ပါရင်။ မန်ချက်စတာယူနိုက်တက်ဟာကြောင်ကြောင်အသင်းလိုကြော်ကြပါရင်ယူနိုက်တက်ပိုင်ရှင်တွေကမွေကြီးအကျိုးမြတ်ဘက်ကိုအမြဲတမ်းကြည့်ပြီးအသင်းဘက်ကိုဘယ်တော့မှမကြည့်ခဲ့တာကြောင့်အသင်းကလည်းတဖြည်းဖြည်းနဲ့ဆုံးယူလာနေပါရင်ပရီးမီယာလိဘောလုံးရာသီပြပချင်းမှာတခြားအသင်းတွေအနားရကြပါမယ်ယူနိုက်တက်ကတော့အနားမရပါဘူးယူနိုက်တက်ဟာနောက်ဆုံးပွဲစဉ်ကိုကစားပေးမှရင်ညာတွင်ချင်းအာရှချစ်ချင်းရေတိုးကစားဖို့လင်းရင်မောတက်ခဲ့ရပါရင်ဒီပွဲစဉ်တွေကတော့ယူနိုက်တက်အတွက်စီးပွားရေးအရအရေးကြီးတဲ့ပွဲတွေဖြစ်ပါရင်ယူနိုက်တက်ကလာမယ့်ရာသီမှာဥရောပပြိုင်ပွဲတွေနဲ့လွဲချော်ထားတဲ့အတွက်မွေရှာဖို့လိုအပ်နေပြီးဒေတိုးကနေ ဝင်ဝင်ပေါင်၈တန်းလောက်ထိရရှိဖို့မျှော်မှန်းထားပါတယ်ခတာကယူနိုက်တက်ဟာဖလားတန်ကြရတဲ့အနိုင်မကန်ကျင်တော့တာပါမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကစားခဲ့တဲ့အာဆီယံအော်စတာအသင်းရဲ့ချစ်ချစ်ပွဲစဉ်မှာလည်းဖလားပေးဖို့စီစဉ်ထားပါတယ်မနေ့90တွင်အနိုင်ရှုံးမပေါ်ခဲ့ရင်ပနာဒီကန်ဖို့လည်းတတ်မှတ်ထားခဲ့ကြပါသေးတယ်ဒီတော့မန်ချက်စတာနိုက်တက်ဟာဖလားမင်နာနဲ့မယူကျင်တော့ပဲအာဆီယံအော်စတာအသင်းကို1-0နဲ့ရှုံးနိုင်ခဲ့ပါတယ်ဒီပွဲမစားတင်ခင်တော့ကမန်ချက်စတာယူနိုက်တက်နီးပြရိုဝင်အီမိုရင်ဟာသူတို့အသင်းမှာအာရှာသားတွေအတွက်နေရာရှိချောင်းပြောခဲ့ပါသေးတယ်။အီမိုရင်က ကျွန်တော်အနေနဲ့အသင်းအတွက်အကောင်းဆုံးကစားမတွေကိုလို့ရှိပါတယ်တကယ်လို့များအော်စတာမှာတန်ဖိုးရှိတဲ့ကစားမတွေတွေးခဲ့ရင်ကျွန်တော်တို့လူစင်းထဲမှာပါလာနိုင်ပါတယ်ဘယ်နေရာမှာဘယ်ဒေသမှာပဲဖြစ်ဖြစ်ခင်ဗျားတို့အကောင်းဆုံးကြိုးစားရင်ခင်ဗျားတို့အတွက်နေရာရှိပါတယ်လို့ပြောခဲ့တာကြောင့်အာရှကျေဝင်းတွေအတွက်အားတက်စရာဖြစ်ခဲ့ပါတယ်ဒီပေါ်ရင်ကကစားမတွေပေးရမရပဲခြေဆမ်းပွဲချင်းချင်းကစားရတာတွေအတွက်လည်းတရားဒီလုံးရှုံးနေထားတာကြောင့်ပြည်သက်တွေအတွက်ဒီလောက်တော့ပြန်လုပ်ပေးရမယ်လို့ပြောခဲ့ပြီးကစားမတွေအားလုံးကိုခေါ်ဆောင်လာခဲ့ပါတယ်ပွဲမစားခင်မှာလည်းအသင်းတိုးတက်ဖို့အတွက်မိနစ်တိုင်းကိုကောင်းကောင်းအသုံးချရမယ်လို့အင်မိုရင်ကပြောခဲ့ပါသေးတယ် အင်မော်ရင်ရဲ့ဘရိုင်းအသင်းမှာဟွိုင်းလန်မိုင်နူဒေါ်ကိုကက်စမဲရိုဥကာတီဂျာလော့ဟီဗန်မကွိုင်းအောင်ဥနာနာစရင်စီနီယာကစားမတွေပါဝင်ခဲ့ပြီးလူငယ်လေးနဲ့တွေ့ဖက်ထားပါတယ်။ဒါပေမဲ့ United ကပြန်ဘက်ကိုလွှမ်းမိုးကစားနိုင်ခြင်းမရှိပဲအခွင့်အရေးတွေကန်ချက်တွေမရှာဖွေနိုင်ခဲ့တာကြောင့်ဘရိုင်းကဂိုမရှိသေးဖြစ်နေခဲ့ပါတယ်။ဒုတိယပိုင်းမှာ United ကတသိန်းလုံးကိုလူစားလဲခဲ့ပြီးဘရူနိုဖာနန်ဒက်အလက်ဂျန်ဒိုဂါနာချိုအာမက်ဒီယာလိုဂျိုနီအီဗန်တို့လိုစီနီယာတွေနဲ့အကယ်ဒမီလူငယ်တွေပွဲထွက်လာကြပါတယ်။အာဆီယံအုပ်စားအသင်းကလည်း54မိနစ်မှာမြန်မာတိုင်းစစ်မှုမောင်းလင်းဝင်ရောက်ကစားခဲ့ပါတယ်။ မမလင်ကပွဲချင်း80မိနစ်မှာသူရရှိလာတဲ့ခွင့်ရေးကိုကောင်းကောင်းသုံးချပြီးအာဆီယံအော်စတာအတွက်တလုံးတည်းသောအနိုင်ကိုကိုသွင်းယူပေးသွားခဲ့ပါတယ်။ဒီသွင်းကိုကြောင့်မြန်မာပရိသတ်တွေအားလုံးပြုံးပျော်နေကြပြီးနိုင်ငံအသင်းကောင်းဆောင်အတွက်လည်းဝမ်းသာမဆုံးဖြစ်နေကြပါတယ်။ မမောင်လင်ကိုရိုင်းကတော့အပြော်ဆုံးလူသားဖြစ်နေမှာပါမမောင်လင်ကမြန်မာကိုစားပြုအဖြစ်တယောက်တည်းရွေးချယ်ခံရပေမဲ့သူရရှိတဲ့ခွင့်ရင်းမှာသွင်းကိုရယူနိုင်လို့မြန်မာကိုကဘာကသိစေခဲ့ပါတယ်မန်ချက်စတာနိုင်တက်ပရိသတ်တယောက်လည်းဖြစ်တဲ့မမောင်လင်ကသူအကြိုက်ဆုံးအသင်းဘက်ကိုဂိုးသိမ်းယူလိုက်နိုင်တဲ့အတွက်အမှတ်တရအဖြစ်ဆုံးဂိုးယူဆုံးဖြစ်နေမှာလည်းအထင်ရှားပါပဲအင်မိုရင်ကယူနိုက်တက်ဟာလာမယ့်နေရာဒီမှာမွေချေးအမြောက်များသုံးဆွဲနိုင်မှာမဟုတ်ဘူးလို့ပြောထားသလိုနောက်အသည်ချန်ပီယံလိဂ်ကန်ဆာလည်းမရှိအောင်အသင်းရဲ့လူစင်းကိုနည်းနည်းနဲ့ချစ်ချစ်လေးလေးပဲသွားဖို့ဆုံးဖြတ်ထားပါတယ် အဲမော်ရင်ကလက်ရှိအသင်းကကစားသမားတွေကိုတိုးတက်အောင်လှုပ်ဆောင်ပေးဖို့အကယ်မီထွက်လေးတွေကိုမြေတောင်မြောင်ပေးဖို့လှုပ်ဆောင်အောင်မယ်လို့လည်းဆိုထားတာကြောင့် United ကဈေးကွက်ထဲမှာကစားသမားတွေအနေငယ်ပဲခေါ်ယူပြီးအကယ်မီလူငယ်လေးတွေတဲကနေတုံးလို့ရမယ့်ကစားသမားလေးတွေကိုရှာဖွေနေအောင်ပါ။ဒါကြောင့်ရှေးဆက်မဲ့ United ရဲ့ယာတီချိုခီးစင်ကတော့ဆက်လက်ပြီးအနိုင်မြူခြင်းတွေကိုမြင်တွေ့ရနိုင်ပါတယ်။ ခြေစမ်းပွဲအဖွဲ့ဝဲစဉ်မှာအာဆီယံအော်စတာကိုရှုံးနေပြီးအရှေ့တဝဲဖြစ်ခဲ့ရတဲ့ United ကလာမယ့်တောက်ချာနေ့မှာဟောင်ကောင်လေးစင်တင်တဲ့ခြေစမ်းပွဲဆက်လက်ကစားရအောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့မှာလည်းအာကာစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Messenger Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။